နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ဇွန်လ16ရက်ဇာတာပတိနေ့ ဖလာဒီယိုရာဇာခန်းကြီးတုံးအငွေ26မှ29အဘဲသူနီဟူမူကသင်တို့အပေါင်းသည်ယေရှုခရစ်ကိုယုံကြည်သဖြင့်ဘုရားသခင်၏သားဖြစ်ကြ၏ခရစ်တော်၌ပတိဇံကို ခံတော်သူရှိသမျှတို့သည်ခရစ်တော်ကိုယူတင်ဝတ်ဆောင်တော်သူ ဖြစ်ကြ၏ယေရှုခရစ်၌ယူဒာလူမရှိ ဟေလသလူမရှိဂျွန်မရှိ လူလုံးမရှိယောက်ျားမရှိမိန်းမမရှိ ထိုသခင်၌သင်တို့အပေါင်းသည်တလုံးတဝါသည်ဖြစ်ကြ၏ခရစ်တော်နှင့်ဆက်ဆိုင်လျင် အာဗြဟံအမျိုးအနွယ်ပင်ဖြစ်၍ဂတိတော်အတိုင်းအမွေခံ၏အရာ၌တည်ကြ၏ယေရှုခရစ်၌ယူဒလူမရှိဟေလသလူမရှိကျွန်မရှိလူတို့မရှိယောက်ျားမရှိမိန်းမမရှိ ထိုသခင်၌သင်တို့အပေါင်းသည်တလုံးတဝတည်းဖြစ်ကြ၏ဂလာတိဩဝါဒစာခန်းကြီး3ခန်းငယ်28ခရစ်တော်၌တလုံးတဝတည်းဖြစ်သည်ပထမဆုံးထုတ်ဝေသော African American ကပ္ပစီယာမဖီလစ်ဝစ်လီသည်တခင်ယေရှုကိုယုံကြည်သူများအားကျွန်စနစ်ဖြတ်သိမ်းရေးအတွက်ဆွေးဆောင်ရန်တမန်ကျမ်းစာမှအကြောင်းအရာများကိုအသုံးပြုခဲ့သည်1953ခုနှစ်ဝန်းကျင်တွင အာဖရိကအနောက်ပိုင်းတွင်မွေးဖွားခဲ့သူဝစ်လီသည်ခொနနှစ်သမီးအရွယ်တွင်ကျွန်းကုံတဲ့ထံရောင်းစားခံခဲ့ရသည်သူမသည်ပညာအရာ၌တမူထူးစွာထူးချွန်ထက်မြက်သောကျောင်းသူအဖြစ်ဂုဏ်ဆောင်ထင်ရှားခဲ့ပြီးနောက်ဆုံးတွင်1983ခုနှစ်တွင် ကျွန်းဘဝမှလွတ်မြောက်လာခဲ့သည်သူမ၏ကြပြများနှင့် ပေးစာပြန်စာများတွင်ဝစ်လီသည် လူအလုံးဤတန်းတူညီမျှရေးဆိုင်ရာစံစာမှာဖော်ပြချက်များကို လက်ခံယုံကြည်ရန်စာဖတ်သူများကိုတွန်းအားပေးခဲ့သည်။သူမကလူသားတိုင်းဤရင်၌ဖိနှိပ်မှုကိုတီးမခံခြင်းလွတ်မြောက်ခြင်းကိုတောင့်တခြင်းဆိုသည့်လွတ်လပ်ခြင်းမေတ္တာဟုခေါ်သည့်နေရာမှာတစ်ခုကိုဘုရားသခင်စိုက်ထူထားသည်။โทนิยามะติจนุตุอตวินัยရှင်တန်တီနေသည်ဟုရေးသားခဲ့သည်။ဘုရားသခင်ရှေ၌တာဒူညီမြဖြစ်ခြင်းကိုအလီးပေးလျက်ယေရှုခရစ်၌ယူဒလူမရှိတပါးမျိုးသားမရှိ ကျွမရှိ လူလွတ်မရှိယောက်ျားမိမမရှိထိုသခင်၌သင်တို့အပေါင်းသည်တလုံးတဝရဖြစ်ကြ၏ဟုရှင်ပေါလုရေးသားခဲ့သည်ကျွန်ုပ်တို့သည်ယုံကြည်ခြင်းအပြင်ဖျားသခင်၏သားဖြစ်သောကြောင့်လူမျိုး လူမျိုးစုကြားမှလူမှုရေးအဆင့်အတန်းစသည့်ကွဲပြားမှုများကြောင့်အသိတော်၌ခွဲခြားဆက်ဆက်မှုများကို မဖြစ်စေသင့်ပါဖျားသခင်၏မြတ်တာကိုဒန်းတူညီမြလက်ခံရရှိသူများဖြစ်လင်ကစား ဤနေရာမှာကိုလိုက်နာရင်ကျွန်ုပ်တို့ယုံကဲနေရစေပါ သို့တော်မတူ क्वे ပြသောလူများခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်တလုံးတဝတီညီညွတ်ကြခြင်းကဖျားသခင်ဤနှလုံးသားကို အကောင်းဆုံးထင်ဟပ်စေပြီး၎င်းသည်ထာဝရကာလအတွက်ကိုရောဤအစီအစဉ်ဖြစ်ကြောင်းတမန်ကျမ်းစာကသွန်သင်သည်ထိုအမှန်တရားသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအတိုင်းအဝိုင်းတွင် क्वे ပြမှုကိုယခုဆင်နွေးပျော်မွေ့ရန်မာစပေးနိုင်သည် တူ क्वे ပြမှုကဖျားသခင်ကိုမြည်တို့ပို၍ကောင်းစွာတင်ဆက်နိုင်သည်။မတူ क्वे ပြမှုများကိုသင်မြည်တို့ပျော်မွေ့ဆင်နွှဲနိုင်သည်။ချစ်နာစွာသောသခင်ယေရှု ကိုရောနိုင်တာဖြစ်နိုင်သောတစ်ခုတည်းသော တလုံးတဝတည်ငြိမ်မှုအဖြစ်ကျွန်ုပ်၏ညီအကို မောင်နှမများကိုချစ်နိုင်ရန်မားစတော်မူပါ။သခင်ယေရှုနာမကိုအမြဲပြည့်စွတ်တောင်းပါ၏။အာမင်။ နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။